ိုးပဲတောင်းမှာတော့နေနေတိုင်းမဟုတ်ပါတိုက်အထက်နေတိုင်းကြီးရှိတယ်သူတို့လည်းရှိတယ်ဒါပေမဲ့ဒီ grey wall ကတော့ထိထိရောက်ဆိုလို့ပုံလေးသားတူကြပါတော့တွေ့ရဆိုတော့ပြောရင်တော့ဖြစ်ချင်တဲ့အခါမှာဒီနေရာတစ်ခုလာရေးဖြစ်တယ်လို့တွေ့ရတယ်ဆိုတော့ဘေးပတ်ဝန်းကျင်စာအုပ်တွေရဲ့အနေထားကြတော့ပုံမှန်နေထားမှာရှိတယ်အဲ့တိတ်ပြီးထိရတဲ့စီဆုံးချက်မှုအကြီးကြီးမှသိမတွေ့ရဘူးဆိုတော့မြင်ကွင်းရာကြည့်မယ်ဆိုရင်ခင်ဗျားတို့လည်းတစ်ခုခုတော့သဘောပေါက်နိုင်မယ်ထင်ပါတယ်တစ်ခုခုသဘောပေါက်သွားလိမ့်မယ်ထင်တယ်ဒီမြင်ကွင်းကလုံးကြည့်ကြည့်လိုက်ပါဆိုတော့ဒါကတော့ပြူချမယ်ပြူချမယ်တိုက်ပါဒါကတော့ခရီးဝေါ်ဟော်တယ်ဝေါ်ဟော်တယ် ဒါကိုရောတယ်ပြကြရနေတာဒါခေစိအဖွဲကိုဘကအစာဦးတစ်တည်းเนาะအတော်ဆောက်ရသူတွေပြင်မပုံကြီးချောင်းတွေเนาะဒီဘက်မှာတော့အခုစာဦးအောက်ကနေဗာမြတ်ထွက်လာမလဲဆိုရင်မင်းမင်းကျင်းနေစောင့်နေမိသားစုရဟုတ်ပါချမ်းရှိနေပါတယ် ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စကိုင်းမန္တလေးငလင်ဘေးခြေနေကိုကွင်းဆင်းလေ့လာနေတဲ့ကိုကျော်နုရုတ်တန့်နဲ့အတူနေပြည်တော်ပြင်မနာတွင်ငလင်တန်တဲ့နေအိမ်ဖြူခတိမ့်ဆက်ချီပေးနေရတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားမှာမူအဆုံးထိနားဆင်ပေးသွားကြပါဦးခင်ဗျာဟုတ်ရနေပါတော့ကျွန်တော်ခုရောက်နေတာက Sky Villa Sky Villa ဆက်တက်တက်ပြောကြတဲ့နောက်ဖက်ချမ်းပေါ့အားလုံးကတော့ဒီလမ်းမပေါ်ကအချမ်းပဲအားလုံးပြောကြတယ်ဒီဘေးချမ်းပဲပြောကြတယ်အခုကျွန်တော်နောက်ဖက်ချမ်းပေါ့နောက်ဖက်ချမ်းနေနေရတဲ့မြေကုန်းကိုကျွန်တော်လာရိုက်ကြတာပါအဲ့တော့ကေသိန်းဖွဲ့တွေကလည်းသူတို့ ဟိုမှာငွေတယ်မကျိုးသားမှန်းတော့ကေဇေးရှာပွေးလုပ်ကြတာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကေဇေးကြီးဆိုတဲ့လုပ်ငန်းစဉ်ရဲ့ရှာပွေးလုပ်ငန်းစဉ်ရဲ့နောက်တစ်ခါဒီဒီအဆောက်အဦပြည်ကြီးကိုပြုပြင်ရေးဆိုတဲ့လုပ်ငန်းစဉ်ရှိတာပေါ့နော်အဲ့တော့ကေဇေးလုပ်ငန်းစဉ်မှာတော့ကျွန်တော်ထင်တယ်ဒီပြောကြတော့တဲ့အခင်းကြီးပုံစံရဆိုရင်တော့စိတ်မကောင်းစွာပဲအသက်ရှင်ရဲ့ပြန်နိုင်တဲ့လူကတော့မရှိတော့တော့လို့ဆိုပါတယ်ဘာလို့လဲဒီနေ့ဆက်နေရမြောက်ရှိလာပါလေအာပြီးတော့ ဒီရှောက်ဖွေးရှောက်ဖွေးဆိုတာကတော့ချောင်းမပါဘူးရှောက်ဖွေးကတော့ဒီထက်မှဒီနေခဲ့တဲ့သူတွေကျွန်တော်လွတ်လွတ်လပ်လပ်သွားတဲ့မိသားစုတွေနေတဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေစားတဲ့စားတဲ့နေရွှေတွေငွေတွေဒါတွေလည်းသူတို့ ကြားရတာဒီဆင်းရဲတဲ့ချာချာနဲ့တွေ့တာနဲ့ချက်ချင်းဆင်းယူယူပြီးတာနဲ့ဒီဘက်ကအုပ်ချုပ်ရေးရုံးဖွဲ့စီကိုပေးပြီးတော့ဆင်းအနန်ပြီးတော့အဲတက်ဆိုင်ရာတာဝန်ရှိတဲ့မိသားစုတွေစီကိုပေးတဲ့ပြန်ပြီးတော့အနန်နဲ့ဆင်းရဲအတိအကျအနန်နဲ့ပုံစံမျိုးတစ်ခါမှလုပ်နေပါလေ။ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တက်ဆိုင်ရာတာဝန်ရှိသူအကြီးကတယောက်ကိုလေကျွန်တော်မိထားတာကျွန်တော်မိထားရှိပါတယ်။အဲ့တော့အဲ့ဒါလေးပြေးဖို့ကြောင်းလေ။အဲ့တော့လောလောဆယ်ကဒီမှာကျွန်တော်တို့မြင်တဲ့နောက်ကျောမြင်တဲ့မြင်ခွင့်အရာအရာဆိုတော့တိုက်ကြောင်လုံးဝကိုပုံရသားပြိုချသွားပြီးတော့အာဟိုမြင်ရတဲ့မြင်ခွင့်အရာကိုကလေးကဒီလိုပြူပြူရှင်းရှင်းလေးမြင်လိုက်ပြီဆိုကလေးကကျွန်တော်တို့တေချာပေါက်အားလုံးဘူးမဆို ်ခေါင်းခါပြီးမှသိကြတယ်။သွားပြီးဆိုရပေါ့နော်။ဆိုတော့ဒီမှာနေထိုင်ရတဲ့သူတွေတော့တော့ဒီနေ့ဒီနေ့ရတူတော်ကန်ဆိုးရနေတိတိပါပဲအဲဒီနေရာတော့เนาะဆိုတော့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာရှိတဲ့စာအုပ်တွေစောက်ကြမယ်ဆိုရင်တော့ငလင်တန်ခံဖို့ချက်တွက်ကြောင်းကိုလိုပြီးလိုပြီးစပါတယ်ဒီစာအုပ်တွေမှာအခုလာကျွန်တော်သိခဲ့တော့လူပေါင်း400ကျော်နေထိုင်ခဲ့ကြပါတယ်400ကျော်ထဲမှာတချို့တွေကန်ကောင်းစွာဖြင့်ချို့ချို့ဆိုရပါသူကန်ကောင်းစွာဖြင့်အဲ့ဒီ28နေမနဲ့စောကြီးကြမှာအခြားနေရာကိုတော့တက်တော်တယ်ပျိုးလုံးတက်တော်တဲ့လူတွေအလဲပတ်ထွက်တော်တဲ့လူတွေသူတို့မိသားစုတွေလွတ်ကင်းသွားခဲ့ပါတယ်ဒါပေမဲ့ဒီထဲမှာတချို့အလဲရောက်လာတဲ့လူတွေတစ်ခါမှမရောက်ဘူးပဲအဲ့ဒီနေ့ငလင်ကျူ 我连都看看你家嘛，要不然你家里的，你听嘛，干手抓饼，把多给家了。大家我都。就是说干点那来菜嘛，干嘞，如果把嘞，主要干高抓饼，呃，蛮那肯定家嘛，干手抓是主要干手抓饼，还就，哎，明天把你家嘛困难给家你还不要呗。然啊，我干，我干民工呢，还比较多些嘛。然后，差不多，七八，三月去到民工那里，就我设计几包呗。去年他是在家里，去年他在家里嘛，那时你看嘛，怎么样？啊。 ဆောင်းဆောင်းပြိုကျတဲ့ဆောင်းပြေကြရဲမှာတော့လူတော့ဟိုပစ္စည်းအချို့စားနေတာတွေတွေ့ပါတယ်အဲ့တော့ကျေးဇူးတင်မှာဆက်ကြလို့ရတယ်ဖွဲ့ပြီးပါ။ဘာပြောသူတို့လဲ။ဆွေးမဲလို့ရတော့တွေ့ရတယ်။ဆွေးကြလို့ရတွေ့ရတယ်။ဒါဆိုဒီလမ်းကိုလည်းကြည့်ရတော့မဟုတ်ဘူး။ဆောင်းကြီးကအကောင်တော့အပေါ်ကလေးအုပ်ပုံကြီးဖြစ်သွားတယ်။အဲ့တော့ဆောင်းကခက်ပါလိမ့်မယ်။ဒီအောက်မှာပြမိနေတဲ့အောက်မှာလူပေါင်းများဟိုခွေတော်ဆောင်းသွားတဲ့လူတွေလည်းအများကြီးရှိနေနိုင်ပါသေးတယ်။နော်။ อ๋อအခုဒီဆောက်ဆိုတာဒီဘက်ခြမ်းပြိုကြတဲ့ဆောက်ဦးဒီဘက်ခြမ်းကမပြိုတော့မပြိုရင်ဂျိုင်းသွားပြီအဲလူဆက်နေလို့မရတော့ဘူးတကြတော့အဲဆက်မှာလူဆက်နေလို့မရတော့ဘဲနဲ့ဒါလည်းပြိုချမယ်ဟာလို့ပြောတော့နော်အဲ့တော့ဒီဘက်ခြမ်းတော့ပြိုပြီးသွားပြီဒီဘက်ခြမ်းကိုလည်းမကြောင်ပြိုပါလိမ့်မယ်ဒီဘက်ခြမ်းဆက်တဲ့ခါမှာလည်းတတ်ချက်ကြရီတုံးပြီးတော့တတ်ချက်ပါတုံးပြီးတော့တန်ကိုချရတာဒါဆိုတော့ဘော်ရီကဘုဖိတ်တော့ဘယ်တော့ကောတန်နေတန်နေကဒါပေမဲ့ချီလေးကိုရှုပ်လာတဲ့ကဒါပေမဲ့ချီလေးရှုပ်လာတဲ့ကတာဖြတ်လိုက်တော့စိတ်မှတစ်ခါကိုယ်ကြီးထွက်လာတယ်ဆိုတော့အဲ့ဒါကမှကြားရပါဘူး။ဒါပေမဲ့ဒီပုံရဲ့လက်ထားကလည်းမသိရဘူးနော်။ဆက်ဆက်ဆက် 这没量的时候，会在没量。没 တဲ့ဆောက်ဦးကြီးကိုရုပ်တရက်တွေ့ရလူဆွဲကျော်လို့ရတော့ဒီကနေ့မလို့ပါဘူး။အဲ့တော့အဲ့ဒါကဒီလိုမျိုးဘူတော်တော်ကြီးနဲ့တယ်ပြီးတော့တယ်ပြီးတော့ဆယ်တယ်အောင်တော်တော်ခက်ခဲဆွဲရတာဗျာ။တော်တော်ကိစ္စဆိုဘလို့လွယ်မလဲအဲ့ဒါကိုတို့တွေကဒီပုံစံမျိုးစုံနဲ့တိုက်ချက်ပြောဆိုကြတယ်ဒါကငလျင်ပေးပါဒီလိုသေးမဟုတ်ပါဘူးအဲ့တော့ငလျင်ပေးမှာအားလုံးကတိုက်ခံရကြတယ်အကြည့်ကြပါပဲအဲ့တော့ တကယ်ကလည်းအတူတူကိုဘလို့လားကြောတုံးချက်ရေးသားမှုတွေဒီဖက်ဖက်ကလူတွေကြားထဲမှာဟောတော်မချက်လုပ်တဲ့ဟာတွေကမကောင်းတဲ့ဒီကလေးဟုတ်တယ်လို့ဖွဲ့ရဲကဲကဲကဲရဲမြင်ကွင်းကိုပဲကျွန်တော်တို့ကြည့်လိုက်ရင်တော့အတွေ့အကြုံနဲ့ပြီးတော့ဒီစာဦးပိုင်ရှင်တာဝန်ရှိသူတွေလည်းသူတို့လည်းခံတိုက်နေမှာလေခေါင်းဖြဲနေမှာပါလေဒါတို့ကဒီစာဦးပြေးကြတော့ချင်းပေါ်မှာသူတို့တာဝန်ယူတာဝန်ခံတဲ့လူတွေကအများကြီးတွေ့ရပါလိမ့်မယ်အများကြီးရှိနေပါလေအဲ့တော့မြင်ကွင်းတွေကိုကြည့်နေပါ ဘာလို့ကြိုးစားနေကြတာဖြစ်ပါလဲ။ဒါကမြေကွန်းဒါတို့ကဲတဲ့ကွယ်တွေမာကတ်တို့အဲ့လိုမျိုးဟိုတန်ကျုံတန်ကြားရေးကြမှာသူကဲကဲသွားပြီးတော့ကဲနေတာတွေ့ရပါလိမ့်။တို့အောက်ကိုဆင်းပြီးတော့ဘော်နဲ့ကြော်ပြီးတော့ရှင်းတဲ့သဘောတွေ့ရပါလိမ့်။ဒါသေးသေးချင်းပေါ့။ ကြည့်ရတာဆက်ပစ္စည်းတွေဆက်ပစ္စည်းတွေတက်ကြရတယ်တန်တွေကိုတက်အခုများတဲ့တန်တွေကဟိုသဗင်ကြီးတွေမျိုးရှုပ်ခွေးနေတဲ့ခါကျတော့တို့ဒါကိုကော်ဖို့ကိစ္စပါဒီကော်ရင်းနဲ့ကော်ရင်းကမှခက်တဲ့ပုံပေါ်တယ်အဲဒါကြောင့်တက်ခက်လိုက်လို့ဖြစ်တယ်ညက်ပြီးတော့မှအတုံးတွေဆိုကော်တယ်ဒီလိုပုံစံမျိုးတော့လုပ်တယ်လို့ကျွန်တော်ယူဆပါတယ်အဲတော့အခုများတဲ့နေမရဆိုတာတန်တွေ ရနေဖြန့်နေပါလေ။နောက်မှတက်တဲ့ဥပါဇက်နဲ့သူဖြတ်ဖို့ကြိုးစားပါလေ။ကျွန်တော်ဖြစ်နိုင်ရင်တော့ဒါမျိုးတက်ပြလွားတွေ၁၀လုံးလောက်၅လုံး၁၀လုံးလောက်ရှိမယ်။ဒီတက်ပြတဲ့ညက်တွေလည်း၄၅၀၀၀၀လောက်ရှိမယ်ဆိုရင်ဒါတွေအများကြီးပြီးနိုင်ပါလေ။ကိုကလည်းဒါနဲ့ပိုကြည့်တဲ့ကော်ဝင်နဲ့ပေါ်နိုင်ရမယ်ဆိုရင်တော့ပိုပြီးတော့ကောင်းပါလိမ့်မယ်။ကိုကလောလောဆယ်တော့ကြည့်ရတယ်ဒီပေါ်တိုင်းဆိုရင်တော့ဒါအရင်နေ့ဆုံးရက်သက်ဘက်တွေနှစ်ပတ်သုံးပတ်လောက်ကြာအောင်ကြာသွားမယ်ဘောကြီး။အားလုံးပုံပြီးလို့လေအဲ့လိုကြာသွားမယ်ဘောရှိ။ဒါတော့အရင်ကနေဒီကမှာစက်ပြီးတော့နှုတ်လိုက် ော့ဘယ်မှာလဲဒါဒါဒါဝက်တက်ရှိလေးရယ်ဒီတော့ခဏတော့ရှာတဲ့အတက်ပေါ်လေးပေါ့နော်အလောင်းပေါ့အတက်ပေါ်လေးအလောင်းလေးရလိုက်မယ်လို့ယူဆချင်တယ်အခုဒါရှာဖွေနေကြတာဖြစ်တယ်အဲ့တော့ဒီရှာဖွေနေတဲ့အဖက်ကဒီလောက်အောင်ပြီးဒီရှာတဲ့နောက်တစ်ခုချင်းဖြတ်နေတဲ့ဘောကဒီဘောကနေဒီနေရာကနေပြီးတော့အဲဆက်ပါတော့ဒီလောက်ကြောက်ကအလောင်းဒီလောက်ကြောက်တက်ပေါ်လေးတက်ပေါ်လေးကိုယူဆရတဲ့အစားအနာတစ်ခုချင်းရလာမယ်လို့ကောက်ချက်ချတယ် င်ရလိုက်ရင်တို့မှလည်းစိတ်ပိုင်းဆိုင်ရာအရာအဲခြေနဲ့ချီမီခြေချင်းနဲ့မှုလေးရတော့ရလို့ရညာဆိုတော့ကျွန်တော်လက်ချက်ကလေးနဲ့လမ်းတစ်ဖက်တစ်ချက်မှာလာဆောင်နေတဲ့မိသားစုအနေနဲ့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဟာဆက်ချီနေရပါဆက်ချီနေရပါမယ်အကြိမ်နာတဲ့ပေါ်ကြီးတစ်ခုတွေ့ကြတယ်ဆိုတော့ဒါလည်းဟိုဒီကြောက်ဖွဲ့သေးကြဲသေးဖွဲ့တာဒီပြည့်တွေ့တယ်သူတို့ဒယ်လေးလုံးလုံးနိုင်တယ်ပြန်လာချင်လုံးနိုင်တယ်ဆိုတော့ကျန်ဟာကျတော့တော့ဘယ်လိုလဲအဲ့လိုပဲသူပြောတာတကလုံးတကလုံးအဲတောင်းတော့ချက်ဒါရှိရင်လည်းတောင်းပါလားတချို့ဟာတွေကကျွန်တော်တို့နားမလည်နိုင်တဲ့တကလုံးတွေလည်းရှင်းတယ်တော့နော်အဲ့တော့ဒီမြေကွန်းလေးပဲကြည့်ပြစီဒီချက်ကြည့်ပါ そう အခုငါရဲ့ငွေကလေးရဆိုင်တို့ရရှိနေတယ်ဒီလိုတက်ပြီးတော့ချက်လို့ဖိတ်ပြီးတော့ဆက်ပြီးတော့ကြည့်ဖို့ပေါ်ရှိတယ်ဝင်ဖို့လည်းအားလုံးလည်းအခုမြောက်ကနှစ်ထပ်လောက်မြောက်ကနှစ်ထပ်လောက်ကျောင်းရတာဖြစ်ပြီးတော့အပေါ်တော့တရားအင်တာနက်ပြင်စရာဖြစ်တဲ့အတွက်ဒါကဖို့နဲ့ပြောရင်တော့သူတို့လည်းအောက်ကတော့နှိုက်ပြီးတော့မတော်ရှိဒါကညည်းကြီးသားမဟုတ်သေးဘူးအခုမြန်လာအောက်ညည်းသားမဟုတ်သေးဘူးအောက်ကအောက်မညည်းအောက်ကနှစ်ထပ်မြုပ်နေတာရှိသေးတယ်အောက်တိုင်းနှစ်ထပ်တိမြုပ်တယ်နှစ်ထပ်ဆိုတာကအနည်းဆုံးအဲအနည်းဆုံး15ပြီနဲ့16ပြီလောက်ပတ်လည်လို့ရှိရအောင်ကိုမြုပ်ဝင်သွားတယ်လို့ပြောလို့ရတယ်။ဆိုတော့ဟိုမှာတော့ဘူးလို့လေဆွတ်ထုတ်တာတော့တွေ့ရပါလေဆွတ်ထုတ်လို့တော့မသိဘူးဒါပေမဲ့တွေ့ကြတော့တခုခုတော့ဒီအောက်ကနေဟို ရလာတခုတော့ထွက်လာမယ်လို့ယူဆတယ်ဗျာအဲဒါကကယ်ဆယ်ရေးဖွဲ့တွေကယ်နေတဲ့မြင်ကွင်းနောက်တစ်ခါလမ်းမတိုင်းကိုကစောင့်မျှော်နေတဲ့မိသားစုဒါတလုံးလုံးတကယ်နဲ့မြင်အောင်ပြတာပါပြီးတော့ဒီကနေမြင်စေခြင်းနဲ့ကျွန်တော်မြင်စေခြင်းနဲ့မြင်ကွင်းသိတမ်းရှိပါတယ် The Grey Hotel ရေးပြောကြသွားတယ်ဘေးမှာလဲ Ica ဆိုတဲ့ဒီ Car Servicing Company နဲ့စောင့်နေလဲပြောတယ်ရှေ့မှာတော့ရှေ့မှာတော့ပုံကြောင်နေရှိတယ်ဟိုးမတောင်မှာတော့မြင်နေတိုင်းမဟုတ်ပါတိုက်အထက်နေတိုင်းရှိတယ်သူတို့လည်းရှိတယ် ဒါပေမဲ့ဒီ grey wall ကတော့ထိထိရောက်ဆိုလို့ပုံလေးလာတူကြပါအောင်တွေ့ရဆိုတော့ပြောရင်တော့ဖြစ်ချင်တဲ့ခါမှာဒီနေရာတစ်ခွင်းလာရွေးဖြစ်တယ်လို့ပြောပြရတယ်ဆိုတော့ဘေးပဝင်းရင်စာအုပ်တွေရဲ့အနေထားကြတော့ပုံမှန်နေထားမှာရှိတယ်အဲ့တိတ်ပြီးထည့်ရတဲ့စီဆုံးချက်ကိုအကြီးအမားတိတ်မတွေ့ရဘူးဆိုတော့ညင်ခွင့်ရချိမယ်ဆိုရင်ခါရုံးလေတခုခုတော့တဘောပေါက်နိုင်မယ်ထင်ပါတယ်တခုခုတဘောပေါက်သွားလိမ့်မယ်ထင်တယ်ဒီညင်ခွင့်ကိုလုံးချိချလိုက်ပါဆိုတော့ဒါတော့ပြူကြမယ်ပြူကြမယ်တိုက်ပါဒါတော့ grey wall ဟုတ်တယ် grey wall ဟုတ်တယ်ဒါ grey wall တိတ်ကြရနေတာဒါခဲသေးအဖွဲပိုးပကအစာအုပ်တွေတိတိနော်အတော်ဆောက်ရသေးတယ်ပြီးမှပုံကြီးကြောင်းနေနော်ဒီဘက်မှာတော့အခုစာအုပ် ောက်ကနေဘာမျက်ထွက်လာမလဲဆိုတော့ညနေကျနေစောင့်နေမိသားစုတွေဟုတ်ပါချင်မှာရှိနေပါတယ် ာရရသားများနေအောင်ကျွန်တော်တို့ကလက်ရှိပြအဲ့မှာဖြစ်တဲ့အချိန်မှာလူကြီးမရှိတော့ကျွန်တော်တို့၃ယောက်ပဲအမားကတက်ပြေးပြီးတော့ကဲလူကြီးကတော့မရှိဘူးမန်နေဂျာလည်းမရှိဘူးထိခိုက်သွားပြီကျွန်တော်တို့မတော်၃ယောက်ကျွန်တော်တို့၃ယောက်လက်တက်ပြီးလောက်အောင်ဆိုပြီးတော့ကျွန်တော်တို့အဲ့နေတနေကုန်ကဈေးတော်မတော့ပါဘူးအဲ့မှာအဲ့လိုမျိုးတွေပေါ့ဒါအပြင်မှာကြတော့ကောလာဟာမျိုးစုံထွက်အဲ့လိုပေါ့ ိက929ရက်နေအကျွန်တော်တို့ကဟိုက28ရက်နေရနားတာအမှန်တော့ရန်ကုန်သွားမယ်ဆိုခဏနားလာနားလဲနေအောင်ဒီမှာရောက်တာ7နာရီလောက်ရောက်တယ်ခဏနားလိုက်တော့ပစ္စည်းတွေကားတွေရတယ်ဒီရှင်းတယ်ပဲထားတယ်ဘာမှမပါဘူးလူရ9ရက်9ရက်လာတက်သွားတဲ့အခါမှာဒီလိုဖြစ်သွားတာအဲ့ငရေလုံးမဲ့နေ့မှာဟိုတယ်ကိုရောက်တာလားဟုတ်ကဲ့ငရေလုံးတဲ့နေ့မှာရောက်သွားရောက်တာ28ရက်နေ့မှာ10 10နာရီလောက်ရောက်တယ်10နာရီရောက်တော့ရှေ့ကိုဆက်မသွားပဲနဲ့ ကျွန်တော်တို့ကဒီမှာခဏနားလိုက်တာမနေ့မှသွားမယ်ဆိုပြီးတော့ကြောက်ဝင်နေနောက်လဲကြောက်နေရင်လောက်တယ်ဆိုတော့သူကဒီမှာအငယ်မဆင်းပြေးလာတာပြန်လဲဆင်းပြေးတော့ဂျောင်းနဲ့၃ယောက်ကဒီဘက်ကနှစ်ယောက်ကဟိုဘက်ကတာမိနေအောင်ဒီလိုဖြစ်သွားတာအဲ့တော့ခွေးလေးတော့ဘယ်နည်းမှာဘယ်နည်းမှာလဲနာရောက်ဒီလိုကျွန်တော်ကသူတို့ကဘေးကနေသူတို့ကဟာ မင်းတို့ကားကတော့ဒီလိုဒီလိုဖြစ်နေပြီဆိုပြီးတော့ကားနံပါတ်နဲ့ပြောလိုက်တာတကယ်ကြီးကနေဒါလားဟာဒါဆိုမင်းတို့သွားကြည့်လိုက်ဆိုတော့ကျွန်တော်ကလာရှိုးကလိုက်လာတာဒီလိုကျွန်တော်အခုပြောတဲ့ဥစ္စာကကျွန်တော်မြည်လေးပြန်ပြောပြလို့အခုခြေတော့ကျိုးတဲ့မြည်လေးပြန်ပြောပြလို့လွတ်တာကကြတော့မြည်လေးလွတ်တယ်မြည်လေးလွတ်တယ်သူ့အဖေလွတ်တယ်သူ့ဥစ္စာပေါ့သူ့ညီမတယောက်ဒီမှာကြာနာကြတော့သူ့မယားရဲ့သူ့သားရဲ့ပေါ့ကျွန်တော်ဆိုသမီးနဲ့ကြီးကြတာပေါ့ဒါပေါင်ဖြတ်ပလိုက်ရတယ်သူ့ညီမကပေါင်ဖြတ်ပလိုက်ရတယ် 哦，就这么、啊 e、一家的哦，你打九多的，这家的交耕的那路土地谁家的？每家都为幺那地路撇的有啥的？没面积，没对景的哦，也，他们那的路撇多的对了，不如你他嘛的，完了，没看咱那路哦，看咱那路，地路还叫热闹哦，地路阿路北边多的路地路呢，好大哦，何况那边路话幺话路路外地路还少不养嘛了你。哦，三道桥哦，你来这边的不？ အသက်ရှင်မယ်လို့ပြောနေပြီးစောင့်တာလားဘော်ဒီကိုတွေ့ရတယ်ဆိုတော့လည်းကျွန်တော်စောင့်တာဒီလိုရဲကိုကတော့ဒီအသက်ရှင်မယ်လို့မညော်တော့ဘူးဒီလောက်ရက်ဆိုရင်ဒါပေမဲ့ဒီနည်းနည်းအာဒီအလောင်းတွေ့တဲ့ဆိုရင်မြင်ရမလားဆိုပြီးဒီလိုရည်ရွယ်ချက်နဲ့လာစောင့်ကြည့်တာပါ ငလင်ကြောင့်နေအိမ်ပျက်စီးသွားသူတို့အလုံးရင်းကုန်ကြရမည်ငွေမှာအိမ်ပြန်ဆောက်ခမဟုတ်ပဲအိမ်ဖြိုခဖြစ်နေသည်ဟုနေပြည်တော်ပြည်မနာဒေတာခန်များကပြောသည့်အင်အားပြင်းထန်သည့်ငလင်ကြောင့်အထိနာခဲ့သည့်နေပြည်တော်ကောင်စီပြည်မနာမြို့နယ်၌ပြိုကျသည့်နေအိမ်များဖယ်ရှားရှင်းလင်းရာတွင်ကျပ်သိမ်းဆဲချီကုန်ကြနေကြရသည်ဟုသိရသည် နေပြည်တော်စီပင်တာယာရေးကော်မတီထံဖြိုဖျက်ခွင့်တောင်းခံရသည့်ခွင့်ပြုမိန့်ကြလာလျင်ဆက်ရည်ရများချက်သိန်း၁၀ချီပေးငှားရန်ကနေအိမ်ပြုပြက်မှုရှင်းလင်းရသည်ဟုငလင်တန်တဲ့မိသားစုများကူညီပေးနေသူများကဆိုသည့်နေအိမ်မျိုးစားပေါ်မူတည်၍ဖြိုဖျက်ခသည့်ချက်ဆက်၅သိန်းမှချက်သိန်း၅၀အထိကုန်ကြကြောင်းဒင်းတို့ကပြောသည်ဆက်ရည်ရများကိုငှားရန်ရာတွင်ပတ်ဟု မြေကိုဆက်တစည်းလျင်တန်ချိန်ပေါ်မူတည်၍တနာရီလျင်ကျက်တသိန်းမှနှစ်သိန်းကြားအထိကုန်ကြပြီးနေအိမ်တစ်လုံးဖြူဖြက်ခကျက်ဆဲ၅သိန်းအထက်ကုန်ကြသည်ဟုသိရသည်ရှင်းလင်းလာကနှမျိုးရှိတဲ့လမ်းပေါ်မှာကျနေတဲ့အပြူပြက်တွေရှင်းလာရှိတဲ့အဆောက်အဦတွေကိုဖြူဖြက်ရှင်းလင်းလာလည်းရှိတယ်ဟုငလင်တန်ထိနေအိမ်များဖြူဖြက်ရရင်ကူညီပေးနေသူအမျိုးသားတဦးကပြောသည်နေအိမ်တိုက်အပြူပြက်များမှအုတ်ကျိုးပဲများကိုကားပေါ်တင်ရန်ကူညီလှူအပ်ပေးသူများလိုအပ်ကြောင်း ူကဆက်ပြောသည်နေအိမ်၃၄၅လုံးရှိတဲ့သူတွေကတိတ်ပြတနာမရှိဘူးသူတို့ပြန်ထူထောင်ဖို့အတွက်တချို့သူတွေကတော့ထူထောင်ဖို့နေနေတာတာဖြိုဖျက်စေးတောင်မတက်နိုင်တဲ့သူတွေရှိတယ်ဟုသူကပြောသည်နေပြည်တော်စီပင်မတာဝန်ရှိတဦးကပြဿနာမဖြစ်ပွားစေရန်လိုက်လံကြီးကြပ်ပေးကြောင်းကုညီနေသူများကပြောကြသည်